ပြည်တော်စုတမရအမြန်မာနိုင်ငံတော်ရှာရီတမရနိုင်ငံတော်လုံခြုံရေးနှင့်အေဂျန်တာယာရေးကော်မရှင်ဥက္ကဋ္ဌဗိုလ်ချုပ်မှုကြီးမြောင်လိုင်းဟာအော်တိုဝါလာ26ရက်နေ့မနက်ပိုင်းကတာဝန်ရှိသူများလိုက်ပါ၍နေပြည်တော်မြို့တော်ခမအနီးပြည်သူရှင်ပြင်းနှင့်ဖျော်ပြေရေးရှင်ပြင်းတိဆောင်းနေမှုနှင့်ပြည်မနာတောင်ယူရှစ်လန်းသွာလမ်းဖောက်လုပ်နေမှုလုပ်ငန်းခွင်နေရာသို့ရောက်ရှိရာ ဆောင်လုပ်ရေးဝင်ကြီးဌာနပြည်တော်စုဝင်ကြီးဦးမျိုးတန်နေပြည်တော်ကောင်စီဥက္ကဋ္ဌဦးတန်းထုံးနဲ့တာဝန်ရှိသူများကလုပ်ငန်းဆောင်ရွက်နေမှုများကိုရှင်းလင်းတင်ပြပါရစေ။ရှင်းလင်းတင်ပြမှုများအပေါ်နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေဂျန်သာယာရေးကော်မရှင်ဥက္ကဋ္ဌကပြည်သူ့ရင်ပြင်နှင့်ဖျော်ဖြေရေးရင်ပြင်အတွင်မြမရိုရာပွဲတော်များအခမ်းအနားများကျင်းပနိုင်ရေးဆောင်ရွက်သွားရန်လိုကြောင်းမြမသမိုင်းဝင်အထင်ကရပုဂ္ဂိုလ်ကြီးများရဲ့ရုပ်ထုများနိုင်ငံတော်နှင့်သက်ဆိုင်နေအထင်မဲ့ရုပ်ထုများကိုလည်းထည့်သွင်းတည်ဆောင်နိုင်ရေးဒီဇိုင်းရေးဆွဲဆောင်ရွက်သွားရန်လိုကြောင်းတည်ဆောင်ရေးလုပ်ငန်းများကို အစဉ်အလိုက်စနစ်တကျနှင့်ဆောင်ရွက်သွားရန်လိုပြီးရေးရှိတည်တံ့စေရေး တဘာဝဘေးတံမှာခန္ဓာရည်ရှိစေရေးနဲ့ခိုင်ခိုင်မာမာဖြစ်စေရေးအရေးသွေးပိုင်းဆိုင်ရာစစ်ဆင်ရန်တောင်းရှိသူများအနေနဲ့လည်းအစင်းလိုက်စနစ်တကျဖြစ်စေရေးစစ်ဆေးဆောင်ရွက်သွားရန်လိုကြောင်းမှာကြားပါရယ် အိမ်နောက်နိုင်ငံတော်ရာယီသမရနိုင်ငံတော်လုံးချုပ်ရှင်နဲ့အေဂျန်သားရာယီကော်မရှင်ဥက္ကဋ္ဌဟောပြည်သူရှင်ပြင်းနဲ့ဖျော်ပြေးရှင်ပြင်းတည်ဆောင်ရေးလုပ်ငန်းခွင်အတွင်လုပ်ငန်းဆောင်ရွက်နေမှုများအားလှည့်လေကြည့်ရှုဆစေးပြီးလိုအပ်တာများလမ်းညွှန်မှာကြပါသည် အဲ့ဒီနောက်နိုင်ငံတော်ယာယီသမရနိုင်ငံတော်လုံခြုံရေးနှင့်အေဂျန်သာယာယီကော်မရှင်ဥက္ကဋ္ဌဟာအဖွဲ့ဝင်များလိုက်ပါ၍ယာစာတင်ကဟာလမ်းပေါ်မှာနေပြည်တော်မြို့အဝင်မဟုတ်ဦးတည်ဆောက်ချက်ယာထားနေရသို့ရောက်ရှိရန်မြို့အဝင်မဟုတ်ဦးတည်ဆောက်နိုင်ပေအခြေအနေများနဲ့ပတ်သက်၍တာဝန်ရှိသူများ၏တင်ပြချက်များအပေါ်လိုအပ်တာများလမ်းညွှန်မှာကြပါသည် ဆက်လက်ပြီးနိုင်ငံတော်ယာယီတမရနိုင်ငံတော်လုံခြုံရေးနှင့်အီချမ်းသာယာယီကော်မရှင်ဥက္ကဋ္ဌဟာယာစာသင်္ကန်းဟာလမ်းမကြီးမှာနေပြည်တော်လေးစိတ်လန်းရန်ကုန်မန္တလေးလမ်းဟောင်းနှင့်နေပြည်တော်အတွင်းမော်တော်ရှင်များနှင့်လှည့်လေကြည့်ရှုစစ်ဆေးပြီးလမ်းဘေးဝေယားတန်းရှောင်းတန်ရှင်းသာယာလှပမှုရှိစေရေးစဉ်ဆက်မပြတ်ဆောင်ရွက်ရန်မှာကြပါသည် အဲ့ဒီနောက်နိုင်ငံတော်ယာယီတမရနိုင်ငံတော်လုံခြုံရေးနှင့်အေဂျန်သားယာယီကော်မရှင်ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များဟောပို့ရှုခံစင်မြေနေရာသို့ရောက်ရှိပြီးငရေပေးတန်းကြောင့်ထိခိုက်ပျက်စီးခဲ့မှုအောင်ပြုပြင်ဆောင်ရွက်နေမှုများကိုကြည့်ရှုစစ်ဆေးပြီးပို့ရှုခံစင်မြေနှင့်စင်မြေမျက်နှာစာနေရာတို့အောင်အစင်မြင့်တင်ဆောင်ရွက်သွားနိုင်ရန်စံစစ်ဆောင်ရွက်သွားရန်မှာကြပါသည် အဲ့ဒီနောက်နိုင်ငံတော်ရာယီတမရနိုင်ငံတော်လုံခြုံရေးနဲ့အေချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနဲ့အဖွဲ့ဝင်များဟာငရေဘေးတန်းကြောင့်ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့တဲ့လွတ်တော်ဝန်အတွင်းမှရှိတဲ့အဆောင်များအောင်ပြန်လည်ပြုပြင်တည်ဆောက်ပြည်စီမှုများကိုတွားရကြည့်ရှုစစ်ဆေးပါတယ်။ ရှေ့ဥစွာနိုင်ငံတော်ယာယီတမရနိုင်ငံတော်လုံခြုံရေးနှင့်အေချမ်းသာယာယီကော်မရှင်ဥက္ကဋ္ဌဟောလွတ်တော်အဝင်အမှတ်၈တရားနေရာသို့ရောက်ရှိရာစောင့်လို့ရေးဝင်ကြီးဌာနပြည်တော်စုဝင်ကြီးနှင့်တာဝန်ရှိသူများကငရေဘေးတန်းကြောင့်တတထိခိုက်ပျက်စီးမှုနှင့်ရွေလျားမှုများဖြစ်ပေါ်ခဲ့ခြင်းအားပြန်လည်ပြုပြင်ရမှတရားတစ်စင်းမှခံဖွင့်၅ခုပါဝင်ပြီးခံဖွင့်တစ်ခုကို အလေးချိန်တန်1500ခန့်ရှိတဲ့အတွက်တရားတစ်စင်းလုံးစုစုပေါင်းအလေး ချိန်တန်8500ကန်အောင် 3D synchronized အသုံးပြုတဲ့ခင်မီနီးပညာနဲ့ပင်တင်၍ပြုပြင်ခဲ့တဲ့အခြေအနေများနဲ့လုပ်ငန်းဆောင်ရွက်ပြည်စည်းမှုများကို ရှင်းလင်းတင်ပြပါရစေ။ ရှင်းလင်းတင်ပြမှုများအပေါ်နိုင်ငံတော်ရှားရေးသမရနိုင်ငံတော်လုံးချုပ်ရှင်နေအေချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌကလမ်းညွှန်မှားကြပြီးလွတ်တော်အဝင်အမတ်တေတရနဲ့မဟုဆောင်ပြုပြင်ပြည်စည်းမှုလွတ်တော်ပြည်တော်စုလွတ်တော်အဆောက်အအုံပြုပြင်ပြည်စည်းမှုများကိုလိုင်းလံကြည့်ရှုစစ်ဆေးပါရယ် အိနောင်နိုင်ငံတော်ရာယီသမရနိုင်ငံတော်လုံခြုံရေးနှင့်အီချမ်းသာယာယီကော်မရှင်ဥက္ကဋ္ဌအောင်စာလို့ရေးဝင်ကြီးဌာနပြည်တော်စုဝင်ကြီးကပြည်တော်စုလွှတ်တော်အစအဦးခံမအတွင်မှငရင်တန်းကြောင့်ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့ရတဲ့လွှတ်တော်ဝင်အတွင်မှရှိတဲ့ပြည်တော်စုလွှတ်တော်ပြည်သူလွှတ်တော်အမျိုးသားလွှတ်တော်အစအဦးတို့အပါအဝင်အခြားအထောက်အကူပြုအစအဦးများလန်တတာများခြံစည်းရိုးနှင့်မြေတိန်နိုင်ငံများထိခိုက်ပျက်စီးခဲ့မှုများဦးစားပေး ရဲ့စင့်တမတ်ချက်များအလိုက်ပြုပြင်ဆောင်ရွက်လျက်ရှိမှုများနှင့်လုပ်ငန်းဆောင်ရွက်ပြည်စည်းမှုများကိုရှင်းလင်းတင်ပြပါသည်။ ရှင်းလင်းတင်ပြမှုများအပေါ်နိုင်ငံတော်ရာယီသမရနိုင်ငံတော်လုံခြုံရေးနှင့်အေဂျန်တာယာရေးကော်မရှင်ဥက္ကဋ္ဌကပြုပြင်မှုများဆောင်ရွက်ရမှာအစဉ်အလိုက်စနစ်တကျနေ့ဆောင်ရွက်သွားရန်လိုပြီးရေရှည်တည်တံ့စေရေးနှင့်ခံခိုင်မာမာဖြစ်စေရေးဆောင်ရွက်သွားရန်လိုကြောင်းအမည်အနေနဲ့ကောင်းမွန်ရုံမဟုတ်ဖဲခိုင်ခိုင်ခံခံဖြစ်စေရေးပြုပြင်ဆောင်ရွက်သွားရန်လိုကြောင်းဆောင်ရွက်ပြည်စည်းမှုများကိုလည်းစနစ်တကျနေ့မှတ်တမ်းထားရှိသွားရန်လိုကြောင်းမှာကြပါသည် အိနောင်နိုင်ငံတော်ရှာရေးသမရာနိုင်ငံတော်လုံခြုံရေးနေဤချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနေအဖွဲ့ဝင်များဟောလွတ်တော်ဝင်အတွင်အစအုံများနေလန်ဒတာများပြန်လည်ပြုပြင်ဆောင်ရွက်နေမှုများကို လေးလေးကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရပါတယ်ရှင်